။ဟုတ်ကဲ့အလုံးမဲမင်္ဂလာပါကျွန်တော်ဒီ7ဆန်ရယ်နဲ့တူအောင်ဒီစီဇန်မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်အောင်စောရင်းပါဘောနော်။ဒီနေ့မှာတော့ကျွန်တော်ဗီဒီယိုလေးပေါ့နော်။ဘာလို့လဲဆိုကိုယုံကြည်တာကိုရလိမ့်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်ယုံကြည်မှုကျွန်တော်စိတ်တစ်ခုဖြစ်လိုက်တိုင်းမှာစိတ်ကံစားချက်တစ်ခုရှိလိုက်တိုင်းမှာဖြစ်ပေါ်လာလိုက်တိုင်းမှာ ဲ့ဒီရဲ့စစ်တီးက power အနေနဲ့ပြောင်းလဲသွားတယ် energy တခုအနေနဲ့ပြောင်းလဲသွားတယ်ကျွန်တော်တို့အတွင်းထဲမှာအနော်ပြတ်ပြတ်သွားတာမဟုတ်ပဲねတော့ memory အဖြစ်တခုအနေနဲ့ကြံခဲ့တယ်အဲ့ဒါလိုပဲကျွန်တော်တို့စိတ်ရဲ့အင်အားတခုအနေနဲ့ကြံခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့ယုံကြည်တာကျွန်တော်တို့ရတယ်ကျွန်တော်တို့ခံယူတာကျွန်တော်တို့ဖြစ်တယ်ကျွန်တော်တို့လုပ်တယ်ဟာကျွန်တော်ရှိတယ်အဲ့တော့ ကျွန်တော်ယုံကြည်တာကျွန်တော်ရရမယ်ဆိုတော့ကံနဲ့ပြောရင်လည်းအဲ့အတိုင်းပဲကံဆိုတာအလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့လုံးလိုက်တဲ့ကံတိုင်းကျွန်တော်တို့အလုပ်လိုက်တဲ့အလုပ်တိုင်းဟာကျွန်တော်ရရတာပဲကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်နော်ဘယ်အရာပဲဖြစ်ဖြစ်ကျွန်တော်လုံးလိုက်တယ်ဖန်တီးလိုက်တယ်ဆိုတဲ့အရာလဲစိတ်ဆူတဲ့နေရာမှာလဲနော်ကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်ဟုတ်လားကျွန်တော်တို့အဲ့ဒီအရာပေါ်မှာရကြပါမယ်။ဘာလို့ရပါလဲ။ဒီအရာပေါ်မှာကျွန်တော်တို့ယုံကြည်လို့ ဘလို့ယုံကြည်တာလဲကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့လောကမှာကျွန်တော်တို့ကျွန်တော်တတ်မှတ်ထားတဲ့ belief system ရှိတယ်ယုံကြည်မှုရဲ့ system တွေရှိတယ်ဟုတ်လားအဲ့တော့ငါရုပ်ဆိုးတယ်ငါတတိတိုင်းလည်းမရနိုင်ပါဘူးအာတဘောဥပမာနဲ့ပြောပြတာပါနော်အဲ့တော့ကျွန်တော်တို့ကယုံကြည်တယ်လို့ပြောလိုက်တာနဲ့ယုံကြည်မှုကတိတ်ကို powerful အရင်ဖြစ်တာပဲယုံကြည်မှုရဲ့စွမ်းအားဟာဘလောက်ထိအောင်ပြောင်းလဲသွားသလဲဆိုတော့ခန္ဓာကိုယ်မှာတည်မလို့ဖြစ်နေလို့တော့မတည်ဘဲနဲ့ထားထိုင်နေတဲ့အထိ ကျွန်တော်တို့အဲ့ဒီယုံကြည်မှုရဲ့စွာတိတ်ကို power proof ဖြစ်တယ်ကျွန်တော်စုတောင်းခြင်းနဲ့ကျွန်တော်ဘာသာရေးနဲ့ဒါပေမဲ့နည်းနည်း sensitive တော့ဖြစ်တယ်ပေါ့နော်ဒီစကားလေးပြောရတာအဲ့တော့ကျွန်တော်မားသွားရင်လည်းဖွင့်လို့ပါပေါ့နော်အဲ့တော့အာကျွန်တော်တို့စုတောင်းတယ်ဘာသာရေးအရာဘာသာတိုင်းပေါ့ဗျာကျွန်တော်တို့စုတောင်းတယ်စုတောင်းတယ်ဆိုတာဟာလေဖရာရဲ့တကူတရားရဲ့တကူတန်ခါရဲ့တကူအဲ့ဒီဆိုတာထက်အဲ့ဒီဟာနောက်မှာ ကျွန်တော်တို့မှာဖြစ်ပေါ်လာတဲ့ယုံကြည်တဲ့စိတ်ယုံကြည်တဲ့တပ်ဝင်စိတ်ကကျွန်တော်တို့အတွက်လာပြီးမှပုံပေါ်လာစေတာဟုတ်လားဘာသာတိုင်းမှာလည်းအဲ့လိုပဲကျွန်တော်တို့ဆူတောင်းခြင်းတွေလုပ်ကြတယ်ဆူတောင်းတာဘာလို့ဆူတောင်းတာလဲအဲ့ဒီဆူတောင်းတာနဲ့တစင်ကိုယ့်ရဲ့ဘာသာအလျောက်ယုံကြည်မှုတွေဆိုတာရှိတယ်အဲ့ဒီယုံကြည်မှုတွေအလျောက်ခုနပြောတဲ့ကျွန်တော်တို့ပြန်ရတဲ့ရလက်တွေဆိုတာလည်းခွာသွားတယ်ဟုတ်တယ်လား ဲ့တော့ကျွန်တော်အဲ့ဒါလိုပဲဒါကတော့ဘာသာရေးတစ်ခုအနေနဲ့ကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘဝမှာလည်းအဲ့ဒါလိုပဲကျွန်တော်တို့ယုံကြည်ထားတဲ့အရာလက်ခံထားတဲ့အရာငါဟာဘာကြီးဖြစ်ရမလဲငါဟာဘလို့ကြီးငါဘလို့တတ်မှတ်ချက်ရှိရမလဲဟုတ်လားငါဘဝဟာအမြဲတမ်းကံဆိုးနေတာပါပဲငါအမြင်ဉာဏ်မကောင်းဘူးငါဘာမှမဖြစ်နိုင်ဘူးငါဘိုင်းမလို့မာမြငါငါဘာလို့လက်လို့လက်ဆောင်လို့ငါဘာမှမဖြစ်နိုင်ဘူးငါလက်လို့လက်ဆောင်လို့ဒီလိုသိမ်းရချီတယ်ဆိုတော့ငါနဲ့အလန်းဝီးရဲ့ ဟုတ်လားခုခုကိုဘောင်ထဲမှာကျွန်တော်တတ်မှတ်ပြလိုက်တာအဲ့ဒီတတ်မှတ်ပြလိုက်တဲ့နောက်မှာပဲကျွန်တော်ကိုကျွန်တော်တို့ live မှာဖြစ်နိုင်စွာနဲ့ရနိုင်စွာနဲ့လုံနိုင်စွာနဲ့ဟာပြတ်ပြတ်သွားတယ်အဲ့တော့ဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်နေ့စဉ်မှာလာစားနေတဲ့9သိန်း6သိန်းရတယ်ဆိုတော့တော့ဝန်ထမ်းတယောက်ကဟုတ်လားအလုပ်လုပ်နေရင်ねကံပေးလို့အတွက်ဒါမှမဟုတ်အရေးအကြောင်းကြောင့်လို့အတွက်သူ့အတွက် ခုနပြောတိန့်စေချီဝင်နိုင်မဲ့အလုပ်တစ်ခုကိုတွေ့တယ်။ဒါပေမဲ့သူ့ရဲ့ယုံကြည်မှုကငါရဲ့စကီးက6တိန့်နဲ့ပဲတန်းတာ။ငါရဲ့ငါရဲ့ငါရဲ့ဟိုလုံနိုင်စွမ်းတွေကခုနပြောတဲ့6တိန့်နဲ့ပဲတန်းတာ။ငါရဲ့လုံနိုင်စွမ်းတွေဟာဟိုငါဒါလေးပဲတန်းတာ။ငါဘယ်လိုအဲ့လိုလာအဝါလေးကိုဟိုလုံနိုင်ပါလေဒီလိုစေချီတဲ့အလုပ်ကိုငါဘယ်လိုလုံနိုင်ပါလေ။အဲ့တော့အဲ့ဒီအရာကိုကျွန်တော်မယုံကြည်တဲ့အတွက်ခုနပြောတဲ့6တိန့်ဆိုတဲ့အရာတွေပါပဲ။ လာစားတဲ့ပုံမှာပဲကိုယ့်ရဲ့လုံနိုင်စွာပါဝါနဲ့ပဲလုံလိုက်တယ်အဲ့တော့ခုနပြောတဲ့เนาะတင်းညာကြီးရနိုင်တဲ့အနေအထားလို့ကျွန်တော်မ try ကြည့်ဘူးမလုပ်ကြည့်ဘူးအဲ့တော့ခုနပြောတဲ့ gain gain ဆိုတာအလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်ရာချီရနိုင်တဲ့တခုကိုအလုံးမလုပ်တဲ့အတွက်မစင်စားမိတဲ့အတွက်ဘာလို့မစင်စားမိလဲခုနပြောကိုကိုတတ်မှတ်ထားတယ်လေငါဒီနေရာနဲ့ပဲထိုက်တန်ပါတယ်ငါဒီနေရာမှာပဲရှိတန်ပါတယ်တွေးထားတယ်လေတွေးလာကတော့ခုနက နော်အဲ့ဒီမြင့်တဲ့နေရာတခုကိုကျွန်တော်တို့သွားဖို့အတွက်လမ်းနေရာပျောက်သွားတယ်ဘာလို့လဲငါဟာဒီနေရာနဲ့ပဲထိုက်တယ်လို့ခုကိုတွေးထားလို့ငါဒီနေရာမှာထိုက်တယ်လို့ခုကိုယုံကြည်သတ်မှတ်ထားလို့ဟုတ်လားအဲ့တော့ငါဟာအမြဲတမ်းမကောင်းတဲ့လူတွေနဲ့ပဲတွေ့ပါတယ်ခုယုံကြည်ထားတယ်ငါဟာလူတွေအကုန်လုံးကဘုံမကောင်းလို့တွေးထားရင်လူတွေနဲ့တွေ့တိုင်းတွေ့တိုင်းမှာကိုယ့်ရဲ့စိတ်ကမကောင်းဘူးဆိုရဲယုံကြည်ချက် မကောင်းဘူးဆိုရဲစိတ်ကံစားချက်နဲ့ပဲကျွန်တော်တို့လူတိုင်းပုံမှာဆက်ဆက်နဲ့တွေးတယ် အဲ့ဒီကောင်မှာစိတ်ကလည်းမကောင်းသလိုကိုယ့်ရဲ့ပြုမှုဆက်ဆံတွေကလည်းမကောင်းအဲ့တော့ကောင်းတဲ့လူတွေနဲ့တွေးခင်ရင်တောင်မှကိုယ့်ရဲ့စိတ်မှာဟာလူတွေကငါမကောင်းမှလူတွေအားလုံးဟာမကောင်းမှဘူးလို့ကိုယ့်ကိုယုံကြည်ရတဲ့လူတွေဟာဘလောက်သူတို့ကောင်းတယ်ပဲတွေ့တွေ့ကောင်းနေပါမလားကောင်းနေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ယုံကြည်တာကျွန်တော်တို့ရတယ်အဲ့တော့ကျွန်တော်တို့ဘဝမှာကိုယ့်ကိုယ်ကိုသတ်မှတ်ထားတဲ့ယုံကြည်မှုတွေဘလောက်ရှိတယ်လဲပြန်လည်ဆန်းစစ်ရအောင်ကျွန်တော်တို့ရဲ့စိတ်လူတိုင်းဟာတန်ဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးတယ် ကျွန်တော်ရဲ့စိတ်ဆိုရရဒီခန္ဓာကြီးရတာကျွန်တော်တို့အတွက်အသုံးဝင်တာကျွန်တော်ရဲ့စိတ်ဆိုရရတိတ်ကိုတိတ်ကိုတံမိုးကြည့်ရစိတ်ဆိုရရအဲ့တော့ဒီခန္ဓာနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေဒီခန္ဓာရဖွံ့ဖြိုးဖို့အတွက်เนาะကြံ့ခံဖို့အတွက်ဘယ်ကနေလုပ်လဲခုနကပြောတဲ့စိတ်ဆိုရအရာလေးရနေကျွန်တော်တို့ရောက်ကြရတာပဲဖတ်ပြီးကြရတာပဲပေါ်မြင်မှုတွေသွားတယ်ဘယ်ကနေလုပ်ရလဲစိတ်ဆိုရအရာနေဆက်လာတယ်စိတ်ကူးရတယ်စိတ်တိုင်းရတယ်ကြံစီရတယ်လောက်ကံဘယ်ကနေဖြစ်ပေါ်လဲစိတ်ကလည်းဖြစ်ပေါ် အဲ့တော့အောင်မြင်မှုတွေပဲရရအကျဆုံးမှုတွေပဲရရစိုးတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဘယ်နဲ့စတဲ့စိတ်ကြံစည်ရတယ်တွေးတောရတယ်လောက်ကန်ရတယ်အဲ့ဒီအရတဲ့စင်ရလက်တခုတွေဖြစ်ပေါ်လာအဲ့တော့ကျွန်တော်ကိုကျွန်တော်တို့ဘာတွေဘလောက်တွေယုံကြည်ထားတယ်လဲကျွန်တော်သတ်မှတ်ထားတဲ့အရာတွေပါဖြစ်လေအဲ့တော့ကျွန်တော်ကိုကျွန်တော်သိရမှာလူကြံရင်ဘာမှမဖြစ်ဘူးလားမရှိဘူးလူကြံရင်ဘုရားတော်ဖြစ်နိုင်တယ်ဆိုစကားတယ်အလကားထားတာမဟုတ်ဘူးဗျလူကြံရင် အဲရအားလုံးဖြစ်နိုင်တယ်ဆိုတာရှိတယ်။ဒါပေမဲ့လည်းခုနပြောတဲ့ယုံကြည်မှု system တွေပေါ်မှာမူတည်ပြီးမှကျွန်တော်ရဲ့လုံနိုင်စွမ်းတွေဟာ꽈သွားတယ်။အဲ့တော့ယုံကြည်မှုလို့ပြောလိုက်တာနဲ့ကိုယုံကြည်တာတော့ပဲကိုကျွန်တော်တို့ပြန်ရကြတာကြကြ။ကျွန်တော်တို့ကိုကျွန်တော်တို့ဘယ်လောက်ယုံကြည်တယ်လဲ။ကိုကျွန်တော်တို့ရနေတဲ့လက်ထဲမှာရနေတဲ့ဝင်ငွေတွေအဲ့ဒါကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ထိုက်တန်တဲ့ကိုကျွန်တော်တို့ရဲ့စိတ်ဆန္ဒ energy နဲ့ထိုက်တန်တဲ့တရားတော်ပဲရတယ်။ကျွန်တော်တို့ရောက်နေတဲ့ပတ်ဝန်းကျင် ျွန်တော်ရှိနေတဲ့နေရာကျွန်တော်တို့ရဲ့ရှိနေတဲ့ပုံဝင်ခြင်းတွေဆိုတာလေကျွန်တော်တို့ရဲ့ယုံကြည်တဲ့နေရာကျွန်တော်တို့ရဲ့ energy တွေနဲ့ထိုက်တန်တဲ့နေရာတွေပါပဲရောက်သွားတာအဲ့တော့လောကမှာကျွန်တော်တို့အကျိုးမဲ့ဖြစ်တဲ့နေရာဆိုတာမရှိဘူးအကျိုးရှိလို့အကြောင်းကိုဖြစ်ကိုဖြစ်တာအကြောင်းရှိလို့အကျိုးဖြစ်ကိုဖြစ်တာအကျိုးနဲ့အကြောင်းကဆက်ဆက်တယ်အဲ့တော့ခန္ဓာကိုယ်ပေါ်မှာလည်းဒီခန္ဓာကိုယ်မှာဘလို့ရက်တည်တယ်ခုနပြောတဲ့နော်ဓာတ်ကြီးလေးပါးနဲ့ဟုတ်လားခန္ဓာကိုယ်မှာအသွေးလို့ခေါ်တဲ့ရေတဲ့ အသားလို့ခေါ်တဲ့မြေဓာတ်ဟုတ်လားအမျိုးမျိုးကျွန်တော်တို့ခုနပြော breathing breathe လုပ်နေရှုသွင်းရှုလုပ်လုပ်နေလေဓာတ်ဟုတ်လားအဲ့အဲ့ဒါကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့အတွင်းထဲမှာရှိတဲ့ခန္ဓာကိုယ်အတွင်းထဲမှာအစာတွေခြေဖြတ်ပြီးနေတဲ့ acidity အဲ့ဒါမြေဓာတ်အဲ့တော့ခန္ဓာကိုယ်ကရေဓာတ်ရှိလို့တည်မြဲနေတဲ့မြေဓာတ်ရှိလို့လည်းတည်မြဲနေတဲ့ဟုတ်လားအော်နော်လေဓာတ်ရှိလို့လည်းတည်မြဲနေတဲ့ဟုတ်လား နောက်မီးတဲ့ရှိတယ်ဒီမြင်နေတယ်အဲ့တော့ခုနအနေနဲ့လူလူလို့ပြောပါဆိုလို့ရှိရင်ညာကဏ္ဍကအသားတွေရှိနေလို့ခုနပြောတဲ့လေတံမိုးတံတွေကာကွယ်နိုင်တယ်အသက်ရှူနေလို့ကျွန်တော်တို့နှလုံးတွေအလုံးလုံးနေရတယ်သူရေးကြောတွေလည်ပတ်နေလို့ခန္ဓာကိုယ်ကခုနပြောအောက်ဆီဂျင်တွေကျွန်တော်ထုတ်လွှတ်နေရတယ်ခုနပြောတဲ့ acid death လို့ခေါ်တဲ့မီးတဲ့လို့ခေါ်တဲ့အစာတွေခြေပြတ်ပြီးနေလို့ကျွန်တော်တို့တွေစွန့်ထုတ်ပြီးမှပြန်ပြီးမှအာဟာရတွေဖြစ်တင်တယ်ဒါဟာပါလေအကျိုးနဲ့အကြောင်းနဲ့ဆက်ဆက်နေတယ်လို့ခေါ်တယ် အဲ့တော့အတိုးနဲ့အကြောင်းတွေဆက်ဆက်နေတာဖြစ်တဲ့အတွက်ခုနပြောတဲ့ယုံကြည်မှုဆိုတဲ့အရာကလည်းကျွန်တော်တို့မှာ belief system တွေသတ်မှတ်ထားတယ်ကြာခုနကျွန်တော်တို့မသိစိတ်ကိုအသုံးအသုံးချခြင်းနဲ့ဆိုလို့ရှိရင်ခုနပြောတဲ့ကျွန်တော်တို့ရဲ့ယုံကြည်တဲ့စိတ်ဆန္ဒတွေကိုအကန့်အသတ်မဲ့ဆိုတာထားဖို့လိုတယ်လုံးဝအကန့်အသတ်မဲ့ဆိုတာထားဖို့လိုတယ်သတ်မှတ်ချက်တာငါတို့ဒီဆရာဝန်ဖြစ်သွားရင်တော့ငါဘွားတော့ဒီလောက်နဲ့ကျင်နေပါပြီလို့မသတ်မှတ်ထားရဘူးကြာဟလာအဲ့တော့ ငါတို့ဘာဖြစ်သွားရင်တော့ဂျင်းနဲ့ပါပြီငါတို့ဘာရရင်တော့ဂျင်းနဲ့ပါပြီမသတ်မှတ်ထားရအောင်အဲ့တော့ကျွန်တော်တို့ယုံကြည်မှုတွေကိုကန့်သက်ထားတဲ့ဘောင်တွေကနေယုံထွက်မှုလို့လေအဲ့ဒီကန့်ကန့်သက်ထားတဲ့ဘောင်တွေကနေယုံထွက်မှတာအစမတန်နဲ့အစတိုင်းတာမဲ့ဆိုတော့အစတန်ဖို့များစွာရနိုင်တဲ့ကျွန်တော်တို့ရလက်တယ်များစွာရကျွန်တော်တို့ဘောင်ထဲမှာပဲသိနေတာခုနပြောတဲ့အတိုင်းပဲကိုယုံကြည်တာကိုဘောင်ချင်းကျင်တယ်လို့ပဲရဘောင်ချင်းကျင်တယ်လို့ပဲရမယ်အဲ့တော့ကိုယ့်ရဲ့ ရတဲ့ရလဟာနဲတာများတယ်ဆိုတာဟာခုရဲ့ယုံကြည်မှုတွေကသက်ဆိုင်တယ်အခုလူကြီးမင်းရောက်နေတဲ့အရာလူကြီးမင်းယုံကြည်တဲ့နေရာလူကြီးမင်းသတ်မှတ်ထားတဲ့နေရာလူကြီးမင်းရဲ့စိတ်ဆန္ဒတွေနဲ့ကိုက်ညီတဲ့နေရာမှာရောက်နေတာဘယ်သူမှအကျိုးရဲ့အကြောင်းမမရဘူးအခုလူကြီးမင်းမှာချမ်းသာတာဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်နော်ဘယ်အရာပဲဖြစ်ဖြစ်အဲ့ဒီအရာအားလုံးဟာအကျိုးရဲ့အကြောင်းမမဟုတ်ပဲနဲ့ကိုယုံကြည်လို့ကိုယ့်ရဲ့ energy နဲ့ကိုက်ညီလို့ကိုယ်နဲ့ကိုက်ညီလို့ဆိုတဲ့နေရာမှာရောက်နေတာ နေရာမှပြီးရောက်နေတဲ့သူဆိုတာဟာရခိုင်နှုန်းတော်တော်လေးကိုရှားပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။အဲကျွန်တော်ဒီ video ကိုဆောင်းအောင်နှောင်းထောင်းပေးတဲ့အတွက်အောက်ကပါဗျာ။